မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ကဘာကိုဒေါကဘီနဲ့အွန်လိုင်းကြောင်ပြလိုင်လမှုလုပ်ငန်းတွေမှာစစ်တပ်ကပံ့ပိုးနေမှုတပ်တွေထင်ရှားရတဲ့နိုင်ငံတကာကရေးရွယ်အညွှန်းကြေးတိုက်တွန်းကြောင်ပြလုပ်တဲ့နေကြာဆောင်တပ်တွေမှာစစ်တပ်အလောင်းမှရှိနေကဘာဒေါကဘီနဲ့အွန်လိုင်းကြောင်ပြလိုင်လမှုလုပ်ငန်းတွေမှာမြန်မာဂျပန်စစ်တပ်ကတိုက်ရိုက်သူမဟုတ်ဆွေဝိုက်ပံ့ပိုးနေမှုတပ်တွေထင်ရှားရတဲ့နိုင်ငံတကာကရေးရွယ်မြို့သားညွေဆွေရအညွှန်းကြေးကတိုက်တွန်းတောင်းဆိုရင်း ညနေပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောခြင်းဆက်ရှင်မင်းဆောင်2025အစီအစဉ်မှာမြို့သားညွှန်ဆိုရအန်ယူဂျင်ဝင်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်ကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တဲ့မြန်မာနိုင်ငံသမဂ္ဂအာဆီယံအတိုင်းဝိုင်းနဲ့ကမ္ဘာနိုင်ငံအသီးသီးမှပြည်သူတွေကိုဒုက္ခပေးနေတဲ့အွန်လိုင်းကြားဖြတ်နေလမှုလုပ်ငန်းတွေနဲ့မြန်မာဂျပန်စစ်တပ်ကောင်းဆောင်နေကြဆက်နွယ်မှုရှင်နေကြတရုတ်မီဒီယာတွေမှာ ဖော်ပြရတဲ့စစ်တလောက်ကန်ကိုကနေကြဆောင်တန်းကောင်းဆောင်ဝေဆန်ထွက်ဆိုချက်တွေမှာစေုပ်စုရဲ့ကောက်ွယ်မှုခွင့်ပြုချက်ရရှိခဲ့ပြီးအွန်လိုင်းလေလံစင်တာရဲ့ကိုကောက်ွယ်လေလံရရှိရဲ့အငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစေုပ်စုကိုပေးဆောင်ခဲ့ရကြောင်းဒိုကြောင့်စစ်တပ်ကတိုက်ရိုက်သွမုံတွဲဝိုက်ပြန်ပုံမှုရှိတဲ့တက်တဲ့တင်ရှားကြောင်းပြောတယ်။တရုတ်မီဒီယာတွေမှာဖော်ပြရတဲ့ကိုကနေကြဆောင်တန်းကောင်းဆောင်ဝေဆန်ရဲ့ထွက်ဆိုချက်တွေမှာစေုပ်စုရဲ့ကောက်ွယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်း ။အွန်လိုင်းလိမ်လည်မှုစင်တာရောက်ကကွယ်ဖို့အတွက်လိမ်လည်ရရှိငွေရဲ့တစိမ့်တစ်ပိုင်းကိုစရုပ်စုကိုပေးဆောင်ခဲ့ရကြောင်းအိဗတ်တန်ရောက်တဲ့အချက်တွေကိုထပ်ဆိုထားတာကိုကြည့်ရင်ဂျန်ဘတ်စက်တာဒီလုပ်ငန်းအနေနဲ့တိုက်ရိုက်သူမဟုတ်တွေ့ဝိုက်ပံ့ပိုးမှုရှိကြောင်းသက်တေကတင်ရှားရတဲ့နိုင်ငံတကာတိုင်ဝမ်ကတရားစွဲလောက်ရတွေကိုရက်တံမှုစေုပ်စုပေါ်ရခုတက်ပို့ပြီးပိတ်ဆို့ရဲယူဖို့လဲအကြောင်းတိုက်တွန်းပြောကြားလွယ်လို့ဦးနေဖုန်းလကပြောတယ်။ထို့ပြင်မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံမှာလိမ်လည်လူကုန်ကူးခံရမှုအကြောင်းဖြန့်လုပ်ငန်းတွေမှာ အမျက်ထုတ်ခံရမှုနဲ့ကျူးလွန်ခံရကြောင်းအကူအညီတောင်းဆိုရေးလက်ခံရရှိထားကြောင်းအန်ယူဂျီနေပြည်နိုင်ငံပြတ်ကျော်အုပ်စုဖွဲ့မှုကနေတိုက်ပြိုင်စားလုပ်ငန်းဖွဲ့ကိုဖွဲ့စည်းစာလျက်ရှိကြောင်း၎င်းကဆက်လက်ပြောဆိုရင်းမြန်မာနိုင်ငံသားတွေကမော်ရီးယားနိုင်ငံပြတ်ကျော်လေးလက်ခံရပြီးလူရောင်းဝယ်ခံရမှုအထက်မှလောကပေးစီခိုင်းခံရမှုလိမ့်မိုက်စာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြောင်းပြန်လည်လည်မှုလုပ်ငန်းတွေမှာကျူးလွန်ခံရကြောင်းနဲ့ကုညီကဲဆဲပေးဖို့ကုညီတောင်းစာတွေမှုရေးစည်းပွားနဲ့ရာဇဝတ်မှုဆိုင်ကုလသမဂ္ဂယုံကဇက်တိုက်လက်ခံရရှိနေလို့သိရတယ်။ အွန်လိုင်းကခေါ်တဲ့အလောက်တူတွေကိုထူးစီဆက်ပြီးမှအလောက်သွားလောက်ကြဖို့နဲ့ကြောက်ပြန့်နဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့ကျွန်တော်မြန်မာပြည်သူတွေကိုအတိအကသာသတိပေးပြောကြားလိုတယ်မြန်မာနိုင်ငံနဲ့အထူးသဖြင့်အကြဖတ်စစ်တပ်အလကန်နဲ့ကြားစာတပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးခြေဆိုင်ဖြစ်ပေါ်နေတဲ့အွန်လိုင်းကြောက်ပြန့်လေးလံမှုလုပ်ငန်းတွေပါဝင်နေဆက်ပြတ်ကျော်ရာဆွဲမှုကိန်းတွေကိုနိုင်ငံတကာအတိုင်ဝန်ကဖြင့်ရှင်းမှုကြိုးစားဆောင်ရွက်နေမှုတွေကိုမြို့သားညီညီဆွေးနွေးအနေနဲ့အတိမတ်ပြုချင်းချူကုန်ပြုတို့ပူပေါင်းဆောင်ရွက်ဖို့လည်းအမြဲတမ်းရှိနေကြောင်းပြောကြားလိုတယ်။ မြန်မာညွေဆိုရအနေနဲ့နိုင်ငံပြတ်ကျော်အုပ်စုဖွဲ့မှုကနေတိုက်ပြိုင်ဆိုင်ရာလုပ်ငန်းစဉ်တွေကိုတရားစွာအကောင့်တွေပေါ်စားနိုင်မှုအတွက်နိုင်ငံပြတ်ကျော်အုပ်စုဖွဲ့မှုကနေကိုတိုက်ပြိုင်ဆိုင်ရာလုပ်ငန်းဖွဲ့ကိုဖွဲ့စည်းစားလျက်ရွှေလူဦးနေဖုံးလကဆက်လက်ပြောဆိုတယ်။အကြပတ်စစ်တပ်ကအွန်လိုင်းကြောင်ပြတ်တိုင်လည်းလုပ်ငန်းချုပ်ကိုဝင်ရောက်စီးနင်းနေတဲ့အရောင်ပြဆိုင်ရနေပြီးစစ်တပ်ရဲ့လှည့်ကွက်ထဲမဝင်မိကြရေးကြည့်ကြ။ နေကြာဆောက်တဲ့တွေကစစ်တပ်အလောက်ကန်တက်တွေဖြစ်တာကြောင့်အွန်လိုင်းကြဖြန့်လုပ်ငန်းတွေအနောက်ကွယ်မှာစေကောင်းစာနေတဲ့ဝင်ဝင်ပါဝင်ပတ်သက်မှုရှိရာကိုသိမြင်ပြီးအဆိုပါသတင်းမြစ်ကိုဖြန့်နိုင်မှာသာချုပ်ငိမ့်မည်ဖြစ်ကြောင်းလည်းကောင်းကအသိပေးပြောဆိုတယ်။ဆလဘီလူငယ်တွေကိုစစ်မှုထမ်းပြည့်တင်းကျပ်စေကိုင်းနေမြောင်းလိုက်ကမြန်မာလူငယ်တွေပြည်ပသို့ရွှေ့ပြောင်းသွားလာမှုမြင့်မားနေတော့လေပြည်တွင်းမှာလူငယ်လူရဲ့ဥယျာဉ်များပြနေဦးဆို လူငယ်တွေကိုစစ်မှုတမ်းပြင်တင်းကျပ်စေခိုင်းတဲ့မြောင်းလိုက်ကမြမပြည်သူလူငယ်တွေပြည်ပသူရွှေ့ပြောင်းသွားလာမှုမြင့်မားနေတော့လေပြည်တွင်မှာလူငယ်လူရဲ့ဦးရေမြပြနေစေဖြစ်ကြောင်းပြောဆိုရယ်။ရှမန်းနေနေပြည်တော်မှာပြည်လောက်တဲ့2024ခုနှစ်လူရည်နဲ့တကောင်စဉ်အစည်းအဝေးခန်းစာထုတ်ပြန်ပွဲမှာအကြဖတ်မြောင်းလိုက်ကတိုးတိုးပြောဆိုလိုက်ခြင်းဖြစ်တယ်။မြန်မာနိုင်ငံလူငယ်ကြမှာပြပရွှေပြောင်းသွားလာမှုမြင့်မားနေတော့လေတချိန်ကမွေးနှုတ်မြင့်မားခဲ့အကျိုးဆက်တွေကြောင့်လုံးလုံးနိုင်တဲ့လူငယ်လူရဲ့ဥယေကယခုမှများပြနေစေဖြစ်ကြောင်းတနည်းအားဖြင့် demography ဘောနက်စုခေါ်တဲ့လူဦးရေစုလက်ရရှိနေတဲ့ကာလဖြစ်ကြောင်းပြည်ပသူဖြစ်ပြောင်းခြင်းကလည်းမြန်မာနိုင်ငံလူမှုစီးပွားအခြေအနေနိုင်ငံတည်ငြိမ်မှုပြည်တွင်းမှာရဲအလောက်ကိုင်းခွင့်လန်းတဲ့အိန္ဒိယနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုတို့ပေါ်တည်မီနေခြင်းကြောင့်ဖြစ်ကြောင်းမြန်လင်ကပြောတယ်ဂျပန်မြန်လင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီး2024ခုနှစ်မေလကစတင်ပြီးစစ်မှုထမ်းပတ်စဉ်တွေကိုလဆင်ဖို့လည်းကလူငယ်9000ကိုလဆင်စစ်မှုထမ်းခေါ်ယူခဲ့ရာအခုအခါစစ်မှုထမ်းပတ်စဉ်18တို့ပဲရောက်လာပြီဖြစ်တဲ့ လူငယ်များပြည်ပသူပြောင်းရွှေ့နေမှုမြန်မာရဲ့အတွက်မြောက်လိုင်းက၁၈နှစ်ကနေ၃၅နှစ်တွင်လူငယ်တွေကိုပြည်ပသူလုံခြုံရေးနဲ့စိတ်လုံးမှုတွေကိုပိတ်ပင်ပြီးပြည်ပသူအလဲပဲထွက်တဲ့လူငယ်တွေကိုလည်းအကြောင်းမျိုးမျိုးပြပြီးလေစိတ်တွေမှာလက်ပြန်ခိုင်းမှုလှုံ့ဆော်နေကြောင်းသိရတယ်။ဆက်လက်ပြောလက်ရှိချိန်နေရာမှာမြန်မာစစ်တပ်ကရွေးကောက်ပွဲကျင်းပပါကမတည်ငြိမ်မှုနဲ့ဘယ်တော့ပြမှုကိုပုံမှန်နဲ့ဆိုင်စားလင်းသိလိုက်မယ်လို့ကုလသမဂ္ဂတွင်မှုချုပ်ကသတိပေး မြန်မာစစ်တပ်ကလက်ရှိချိန်နေတဲ့အောက်မှာရွေးကောက်ပွဲကျင်းပပါကမတည်ငြိမ်မှုနဲ့ဖဲတုတ်ခံမှုကိုပုံမှန်နဲ့ဆိုင်စွာဆွေးရစီလိမ့်မည်ဖြစ်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကတည်ပြီးပြောဆိုရင်းမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာယမန်နေ့အာဆီယံထိပ်သီးဆွေးနွေးတဲ့အောင်စဉ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တဲ့ဒီမိုကရေစီနည်းကျရွေးကောက်တင်ပြခဲ့ရတဲ့ကောင်းဆောင်နေပါမတရားဖန်ဆီးခံသူအလုံးကိုလွှတ်ပေးရန်ကုလသမဂ္ဂတွင်ရေးမှူးချုပ်တောင်းဆိုလိုက်ပြီးလက်ရှိချိန်နေတဲ့အောင်မှာ ကျင်းပတဲ့ရွေးကောက်ပွဲကြောင့်ဖန်ချင်းခံရမှုနဲ့မတည်ငြိမ်မှုတွေကိုပုံမှုဆွေးနွေးစေနိုင်ကြောင်းသိပေးပြောဆိုရယ်။ကုလသမဂ္ဂတွေ့တွေ့ရမှုကြောင့်အန်တိုနီယိုဂူရာရက်စ်ကမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုပြင်းထန်စွာကြောင့်ကြာပြီးပြည်ပခန့်တွေကိုရပ်တန့်ရပ်သားရုံကာကွယ်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ဝင်ခွင့်တွေကိုတားဆီးမရှိခွင့်ပြုဖွဲ့အလုံးကိုတိုက်တော်နေ။မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်အတုံးပြန်မှုစီစဉ်မှာရန်ပုံငွေများစွာမလုံလောက်သေးကြ။၎င်းကအသိပေးခဲ့ပြီးအချက်တဲကိုပြင်ရှင်ရေးပေါ်နိုင်ငံတကာကိုကြီးကိုတောင်းခံခဲ့တယ်။ ကုလသမဂ္ဂကြေကဲကမြန်မာနိုင်ငံမှာငြိမ်းချမ်းတဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရအောင်အာဆင်ပုံသဘောတူညီချက်၅ချက်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှိစကြကိုအကောင့်တွေပေါ်မြန်မာစစ်တပ်ကိုထပ်လောင်းအတည်ပြုပြောဆိုတယ်။ဆလဘီတီရာယုမစစ်သားတန်းကတင်းချောင်ကြောတန်ဖို့ရှိတိုက်ခိုက်တုံးတစီော်နဲ့ထိုးကြီးပကပါတင်းစီအားရှိမန္တလေးတိုင်းမြင်းချက်ခိုင်နဲ့ထိုးကြီးမြို့နယ်မှာပြုကောင်းစွာတီရာယုမွေအချက်ဘက်စစ်ကြောင်တန်းက၆လက်တုံးတစီကိုတင်းစီအားရှိခဲ့လို့နဲ့ထိုးကြီးမြို့နယ်ပြည်သူကွယ်ပွဲတောင်းရှိသူကပြောတယ်။ ။အော်တိုဘာလ29ရက်နေ့မနေ့ကနှစ်ထိုးချင်းမျိုးနဲ့နောက်ဘက်တညမှာတော်လိုင်းတက်တွေရှင်းလင်းလောက်ဆောင်နေတဲ့ဆိုဘာဒရုန်းကိုတွေ့ရှိသိမ်းဆီးနိုင်ကြဖြစ်တယ်။ဒရုန်းဟာမာတီ6လက်တိုက်ခိုက်ဒရုန်းမျိုးစားဖြစ်ပြီးတော့စစ်တောင်းဝင်ရောက်လာချိန်လွတ်တင်ချွေးမှုတွေကြောင့်ပြတ်ကျကြံခဲ့ရဖြစ်တယ်။ အကြပတ်တီရာရုံမုံဆောင်တဲ့ပြူစောတီနဲ့စစ်တပ်ဘူပေါင်းစစ်ကြောင်းတွေကမြင်းချံမြို့ကနေနထိုးချင်းမြို့တင်းစစ်ကြောင်းတွေဝင်ရောက်နေတာဖြစ်ပါတယ်။ဒါပြင်မလိုင်မြို့ကနေလည်းစစ်ကြောင်းတစ်ခု꽌ပြီးတက်လာမျိုးရရှိလို့သိရတယ်။အကြပတ်စင်အောင်စုထောက်ခံတဲ့ဝါရဖြတ်တဲ့င်းချံတွေမှာတော့နထိုးချင်းနဲ့မြင်းချံတွင်ပြည်တဲ့တဖော်ရင်တွေကိုတီရာရုံမုံဆောင်တဲ့စစ်ကြောင်းကလိုက်လံချိန်ပေါ်အောင်ဝဲခံနေကြောင်းဖော်ပြထားပေမဲ့လက်ရှိမြေပြင်မှာတော့အဲ့လိုမဟုတ်လို့သိရတယ်။ ။ Biggest တွင်မှာ25ရက်နေ့ကနောက်တော့ပါစနေရက်နေ့တွင်ဝင်ရောက်ခဲ့အကြံဖတ်စစ်ကြောင်းတွေကိုလည်းတွန်လိုက်တက်တွေကခုခံစေကနေတွန်းစစ်တွေပြောင်းလဲတိုက်ခိုက်ခဲ့လို့မြင်းချန်ခိုင်တန်း၄30နှစ်ထိုးကြီး PDF ကထုတ်ပြန်တယ်။ဒီတိတဲ့တိုက်ပွဲတွေကြေးရတွေကိုမရှော့ပြန်စေရတာအမျိုးသမီးများစွာကိုမတိုင်ချင်းတက်ဖြန့်ခဲ့တဲ့ပုံမှုကြောင့်မင်းရဲ့အားရှိပါဝင်စေစုရောက်40ခန့်တိုက်ခိုက်တင်ဆောင်ကစစ်တုံးမှကိုရောင်းတဲ့လမ်းနက်ခဲအများအပြားရရှိရတဲ့တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆလပီဝက်လက်ရှိကြားတွေကိုစစ်တပ်ကတေကန်ဒရုန်းပါဝင်ဝိုင်တွဲလင်းနေနေစဉ်ပုံစံမှုလူခဏောက်တန်ရရှိပြီးပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရစကိုင်းနိုင်ဝက်လက်မြတ်နယ်ရှိကြားတွေကိုဂျပန်စစ်တပ်ကတေကန်ဒရုန်းပါဝင်ဝိုင်တွဲလင်းနေတောင်းရစတိုင်ပုံစံတိုက်ခိုက်ခြင်းကြောင့်ပြည်သူခဏောက်ထိခိုက်ဒဏ်ရာပြီးပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရကြောင်းနေဦးအောင်ပွဲဖွဲ့ထုတ်ပြန်ကြတဲ့ဝက်လက် information network မှာတောင်းရစ်သူတဲဦးရဲ့ပြောပြချက်ရသည်ရတယ်အော်တိုဘာလ29ရက်နေ့မော်လဲတနအီ40မိနစ်ခန့်ချိန်ဝက်လက်မြို့နယ်စိုင်းနိုင်နေကြရနီးရွှေဘုံမြို့ကနေစစ်တပ်ကတေခန်ဒုံးတစီနဲ့ပြည်သူတွေကိုတိုက်ခိုက်ခဲ့ကြ အကြမ်းဖက်စစ်တပ်ရဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့မှုတွင်ပြည်သူတွေထိခိုက်မှုမရှိကြောင်းအလောင်းတော်အတူပါ26မိနစ်9နာရီ48မိနစ်ကန့်ချိန်ကလည်းဝလံမြုံနဲ့နောက်ဆန်းဝလက်ရတာကြီးလမ်းပိုင်းကိုဂျပန်စစ်တပ်တရောက်လေတဲကတက်လာတယ်။ဝိုင်းတဲလင်တစီကပုံ49လုံးချင်းချတဲ့ခိုင်ခဲ့ကြောင်းသိရတယ်။ထို့ပြန်တော့25ရက်နေ့ကလည်းဂျပန်စစ်တပ်တရောက်လေတဲကတက်လာဝိုင်းတဲလင်တစီကဝလက်မြင့်နဲ့အနောက်ဆန်းရှိစရာတွေကိုပုံ38လုံးချင်းချတဲ့ခိုင်ခဲ့ကြောင်းဒုတိုက်ခိုင်မှုတွေပြည်သူတွေထိခိုက်မှုရှိကြောင်းသိရတယ်။ ဂျပန်စစ်တပ်ကဝလမျက်နှာရသားကြီးအပောင်ဝင်နေနာရှိကြရတော့ဒိုမာဆက်သွန်းလေးကစားပြီးလျှင်ဂျီယိုကော်ပတာတွေနဲ့ဇတိုက်ပုံစံတိုက်ခိုက်နေခြင်းဖြစ်ကဂျပန်စစ်တပ်ရဲ့ပုံစံတိုက်ခိုက်မှုကြောင့်ပြည်သူ့ချောင်းအထိခိုက်ဒဏ်ရာပြီးတာမကျင်းအစားတင်ကြောင်းလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။နားဆင်အောင်ပေးကြတဲ့အတွက်ဒူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။